မင်္ဂလာပါကျွန်တော်ကညမနငါစီကျူသူယူယောဂတင်းရဲ့ဥက္ကဋ္ဌပုံမကဒေါက်တာတင်းစလာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တင်ပြဆွေးနွေးခြင်းတဲ့အကြောင်းအရာတစ်ခုကအခုကျွန်တော်ရှိလူတွေကျွန်တော်များလာမေးနေတယ်နောက်အင်တာနက်မှာပေါ့ Facebook မှာလည်းကျွန်တော်တွေ့နေတယ် ကြီးကြီးတွေယောဂပျောက်တဲ့စီတွေ့ပြီတွေ့ပြီဆိုပြီးတော့သူရဲ့လာမီးနဲ့ကြီးကြီးတွေသိကြယောဂပျောက်တဲ့စီတွေ့ပြီလားဆိုတော့ကျွန်တော်ဗေဆေးကိုပြောသလဲလို့ကျွန်တော်မေးကြည့်လိုက်တော့တနေ့ကလူနာတယောက်ကအာအင်တာနက်ကသူ Facebook ကနေပြီးတော့အာကိုဟိုကျွန်တော်ရှိလာပြတယ်။ဒါလဲဆိုတော့ American Diabetes Association ပေါ့အမျိုးနဲ့ American နိုင်ငံကြီးကြီးတွေယောဂတင်ရထုတ်တဲ့အစည်းအဝေးပေါ့ scientific section ပေါ့ conference ခုမှာမနှစ်တုန်းက2016ခုနှစ်တုန်းကအာသူတို့ဖတ်သွားတယ်တဲ့စာတမ်းဖတ်သွားတယ်ဖတ်သွားတာဘာလဲဆိုတော့ American နိုင်ငံ Massachusetts ပြည်နယ်မှာရှိတဲ့ Harvard University ရဲ့ရှင်းုံဖြစ်တဲ့ Massachusetts Massachusetts General Hospital ဘောအဲ့ရရ director ဘောကျွန်တော်အဲ့ director သူလုပ်နေတဲ့ research ကိုတင်ပြသွားတယ်ဘောတင်ပြသွားတာမှာသူကကြီးကြီးသူကြီးယောဂကိုကာကွယ်တဲ့နီလန်ကြီးရှာတဲ့အချိန်မှာ ပြင်ကျွန်တော်တို့ BCG ဆိုတဲ့ magazine BCG ဆိုတဲ့ TV ယောဂကာကွယ်ရေးပေါ့ TV ယောဂကာကွယ်ရေးကိုထိုးကြည့်တဲ့အခါမှာ TV ယောဂအဲ BCG machine က BCG machine ထိုးထားတဲ့လူတွေ BCG ကာကွယ်ရေးယောဂကာကွယ်ရေးထိုးထားတဲ့လူတွေကမတွေ့လဲဆိုတော့ဒီခန္ဓာကိုယ်ရဲ့ pancreas ဆိုတဲ့မွမ်းပတ်တိမှာရှိတဲ့ insulin ထုတ်ပြီးတဲ့မုန့်ချိုအိတ်ပေါ့ ဲ့ထဲမှာအင်ဆူလင်ထုတ်ပြီးတဲ့ beta cell ဆိုတာရှိတယ်အဲ့ဒီ cell တွေကိုအာပျက်စီးနေတဲ့ cell တွေပေါ့တပ်ပြတဲ့ cell တွေပေါ့ cell တွေပေါ့ T cell တွေပေါ့အဲ့ T cell တွေကလာတတ်တဲ့ cell တွေပေါ့တတ်တဲ့ class တွေအကုန်လုံးနဲသွားတယ်လို့တွေ့တယ်တွေ့တဲ့အခါကျတော့ B cell တွေရဲ့ beta cell တွေရဲ့အဲတည်သွားတဲ့နှုန်းတာပေါ့ပျက်စီးသွားတဲ့နှုန်းတာနဲသွားတယ်ပေါ့အဲအဲ့ဒါကိုသူကအာ American အာနိုင်ငံ American စီဂျူတူဂျူယောဂတင်းရဲ့ ရဲ့ပြည်ညာဆိုင်ရဲ့ဆွေးနွေးပွဲမှာသူတင်ပြတာပေါ့အဲ့ဒါကိုအင်တာနက်တွေမှာတင်ပြီးအင်တာနက်တွေမှာစီးကျူးသူရောကပျောက်ထွေးတွေ့ပြီးဆိုပြီးတော့ပြောတော့လူတွေတော်တော်များများစိတ်ဝင်စားကြတယ်ချွတ်ချူလှမ်းမိကြတယ်ပေါ့တကယ်တော့အဲ့ဒါကိုကျွန်တော်တစ်သက်ကိုသိကြည့်နေတာကျွန်တော်ပြောချင်တာပါအဲ့ဒီဒုထိုင်သူတွေနာစာတန်းဘာပေါ်ကျွန်တော်လည်းတက်ပါတယ်အဲဒီကိုလည်းကျွန်တော်ရောက်ပါတယ်သူတို့ရဲ့အဓိကပြောချင်တာကဘာလဲဆိုတော့ချင်းချင်းသူချင်းယောဂါနှစ်မျိုးရှိပါတယ်အမျိုးအစားအဓိကအဖြစ်အမျိုးအစား1နဲ့အမျိုးအစား2ပါ အမျိုးသား၁ကကျွန်တော်ကလူငယ်လူရွယ်တွေမှာဖြစ်တယ်နော်အမျိုးသား၂ကကျွန်တော်အခုပုံမှန်ကတွေ့များနေတဲ့လူလက်ပိုင်းနဲ့လူကြီးပိုင်းတွေမှာတွေ့တယ်အမျိုးသား၁စိတ်ကျွတ်သူကျွတ်ယောဂဆိုတာဒီ pancreas ဆိုတဲ့အခြေအဲမှာရှိတဲ့ beta cell တွေက insulin လုံးဝမထုတ်တော့လို့ beta cell တွေလုံးဝပျက်စီးသွားလို့ insulin လုံးဝမထုတ်တော့လို့ဖြစ်ပေါ်လာတဲ့ယောဂအမျိုးသား၁စိတ်ကျွတ်သူကျွတ်ယောဂလို့ခေါ်တယ်အဲ့ဒီ ဘီတာဆဲတွေကအင်ဆူလင်လုံးဝမထွက်တော့တဲ့အခါကျတော့အင်ဆူလင်လုံးဝမထွက်တော့တဲ့အခါမှာသွေးထဲမှာရှိတဲ့သွေးကြွတ်ဓာတ်ကိုမထိန်းသိမ်းနိုင်တော့ဘူးအဲ့တော့သွေးကြွတ်ဓာတ်တွေတက်လာတယ်ပေါ့နော်အဲ့တော့ဘီတာဆဲတွေကိုပျက်စီးနေတာဘလူးကပျက်စီးနေတာလည်းဆိုတော့ဘီတာဆဲတွေကိုဘလူးကလာပြီးတပ်ပစ်လိုက်တာလည်းဆိုတော့ခန္ဓာကိုယ်ရဲ့ immune system လို့ခေါ်တဲ့ယောဂါကိုတုံ့ပြန်တဲ့ယောဂါရဲ့တုံ့ပြန်တဲ့ရဲ့စနစ်ပေါ့တုံ့ပြန်တဲ့စနစ်ကယောဂါကာကွယ်တဲ့စနစ်ပေါ့အဲ့ဒီထက်ကနေပြီးတော့ T cell ဆိုတဲ့ cell ကလာပြီးတော့တတ်ပစ်လိုက်တာ။အဲ beta cell တွေလာပြီးတတ်ပစ်လိုက်တာ။တတ်ပစ်လိုက်တော့ခု BCG ကဘာလုပ်ပြီးလဲဆိုတော့ BCG အဲ့ T cell တွေရဲ့အရေအတွက်ကို short ပစ်လိုက်တယ်။ BCG တွေကထိုးထားလို့ရှိရင်ဆိုတော့ T cell တွေဆိုဖြစ်လာတော့ T cell တွေကိုတတ်တယ်ညဒါ beta cell ကိုလာတတ်တဲ့ T cell တွေကိုညော့ပစ်လိုက်တယ်။ short ပစ်လိုက်တယ်။ T cell တွေကို short ပစ်လိုက်တဲ့အခါကျတော့ beta cell ကိုလာ တတ်တဲ့နှုန်းနဲ့နေသွားတယ်အဲ့တော့ဘီတာဆဲတွေတည်သွားတဲ့နှုန်းနဲ့နေသွားတယ်အဲ့ဒါဆိုရင်အင်ဆူလင်မထွက်တော့တဲ့နှုန်းနဲ့နေသွားတယ်ပေါ့အဲ့တော့အင်ဆူလင်တွေထွက်လာတယ်ပေါ့ဒါကိုသူတို့ပြောတာဒါပေမဲ့ကျွန်တော်တို့အဲ့ဒါကသူတို့စမ်းသပ်စေအဆင်မရှိတယ် clinical phase 2လို့ခေါ်တဲ့အဆင့်နှစ်အသုတေနလောက်ထားတဲ့အဆင့်မရှိသေးတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ပြောစရာတစ်ချက်ရှိတယ်တစ်ခုကဘာလဲဆိုတော့အမျိုးအစားနှစ်စီဂျူတူဂျူယောဂါကျွန်တော် ဒုတိယမှာ65ရောက်ဖြစ်တယ်အခုနေတိုင်းတွေ့နေတဲ့ယောဂကအမျိုးသားနှစ်စည်းကျူသူကျူယောဂအမျိုးသားနှစ်စည်းကျူသူကျူယောဂကြတော့ဘာကြောင့်ဖြစ်လာလဲဆိုတော့အဲ့ဒီဘီတာဆဲတွေသေသွားလို့ဘီတာဆဲတွေကနေပြီးတော့အင်ဆူလင်မထုတ်လို့မဟုတ်ဘူးသူကထုတ်တဲ့နှုန်းတာ ထုတ်တော့ထုတ်နေတယ်ဒါပေမဲ့ထုတ်တဲ့ပမာဏညော့သွားတယ်နောက်တစ်ခါထွက်လာတဲ့အင်ဆူလင်တွေကခန္ဓာကိုယ်ထဲမှာအာနိသင်ပြေဝါနဲ့လုံးလုံးလုံးမရဘူး ဘာကြောင့်လဲဆိုတော့ insulin resistant လို့ခေါ်တဲ့ insulin ကိုအာနိသင်ကိုစန့်ကျင်တဲ့အကြောင်းတရားတွေပေါ့ခန္ဓာကိုယ်ထဲမှာအဝလွန်လာတယ်မဟုတ်ဝမ်းပိုက်တွေမှာအဆီတွေဆုလာတယ်နော်ဒါမျိုးအကြောင်းအရာတွေပေါ်လာတဲ့အချိန်မှာဘီတာဆေးကထွက်လာတဲ့ insulin ကအာနိသင်ပြည့်ဝလွတ်လို့မရ insulin resistant ဖြစ်လို့သူကစီးကျူးသွေးကျူးရောဂါဖြစ်လာတာအဲ့တော့ဆိုတော့ဘီတာဆေးတွေတည်သွားတာအဓိကမဟုတ်ဘူးအဲ့တော့သူတို့စမ်းထားတဲ့ဟာကအမျိုးအစား1မှာစမ်းထားတာ အလားလာကောင်းတယ်ပဲသူတို့ကရှိသေးတယ်ဒါပေမဲ့တကယ်တကယ်လူနာမှာ၃လောက်တဲ့အဆင့်မရောက်သေးဘူးတကူရတိကိုကျွန်တော်တို့ကစမ်းသပ်စေခါလာမှာပဲရှိသေးတယ်ဒါစီးတစ်ခုကိုကျွန်တော်ကစပြီးတွေ့ပြီဆိုရင်စပြီးတော့လူလေးနည်းနည်းလေးမှကျွန်တော်စမ်းကြည့်တယ်လူလေးနည်းနည်းမှစမ်းကြည့်လိုက်ပြီးတော့ အဲအာနိသင်ကပထမဆုံးတကယ်တော့ကျွန်တော်တိတ်ဆန်နေမှာရန်စမ်းကြည့်တယ်တိတ်ဆန်နေမှာအာနိသင်ရှိတယ်နော်လူအန်တရဖြစ်လောက်အောင်မရှိဘူးဆိုရင်နောက်ထပ်လူနည်းနည်းကိုလူနည်းနည်းမှာစုပြီးတော့ကျွန်တော်ဆန်တာအဆင့်၁လို့ခေါ်တယ်နောက်တစ်ခါမှအဆင့်၂ကြာခါကျလူနာများများလေးစုလိုက်ပြီးတော့အဆင့်၂ကိုစမ်းကြည့်တယ်စမ်းကြည့်ပြီးတော့မှအဲအဲ့ဒါလည်းအဆင့်၁လည်းကောင်းတယ်ဆိုတော့မှတကယ်လူနာအတိုင်းပေါ့လူနာများများကိုစုပြီးတော့ထောင်နဲ့တောင်းနဲ့ချီပြီးလူနာတွေကိုစမ်းတက်ကြည့်ရတယ်အဲ့ဒါကို phase 2 phase 3ကလေးက try ရဲ့လို့ခေါ်တယ် phase 3 clinical trial လုပ်ပြီးတော့မှညာသဖြင့်ရတော့ကျွန်တော်ကအလူနာတွေမှာတကယ်သုံးချတဲ့စီဝါကိုကျွန်တော်ကစုံတဲ့နဲ့သုံးတယ်ပြီးတော့ကျွန်တော်ဆုံးဖြတ်တာအခုကဒီဆိုရ BCG ထိုးပြီးတော့ insulin ထုတ်တဲ့ဆဲတွေကိုကာကွယ်တဲ့ဆေးရအဲသူ့တည်နာက phase 2ပြီးတော့ပြီ phase 3ပေါ့ clinical phase 3 trial စလုပ်နေလို့ရှိတယ်နောက်ပြီးဖို့နောက်နှစ်နှစ်လိုလေပြလုံနေသေးတယ်နော်သူလုံနေလို့ရှိသေးတယ် တန်ပတ်စံလဲတန်နဲ့ချီမီကုန်တဲ့အတွက်ကြောင့်မို့သူတို့အဲ့ဒီအတွက်ရံမှုတွေသူတို့စုနေတုံမရှိသေးတယ်ဆိုတော့ကျွန်တော်တို့ကဒါအောင်မြင်မယ်မအောင်မြင်ဘူးကျွန်တော်တို့သင်္ချာအဲ့အဖြေထွက်လာမှကျွန်တော်တို့သိမယ်ပေါ့နော်ထွက်လာတော့မှတကယ်လူနာတွေမှာဒီစိတ်ပြေးလိုက်လို့ရှိရင်အဲဘီတာဆဲတွေကိုတည်စေတဲ့နှုန်းထားကိုညော့စေတယ်ညော့စေတော့မှအဲ့ကြောင့်မို့အဲစီဂျူတူယောဂါကိုတက်တာစေတယ်ဒါမို့လို့စီဂျူတူယောဂါကိုဟိုဖျောက်ကင်းစေတယ်ဆိုတော့အဲ့ကြောင့်မှကျွန်တော်သင်္ချာတိကျတိမှာ နောက်တစ်ခုကသူတို့တုံးနေတယ်သူတို့သွားသန်းနေတာအမျိုးစတ်တစ္စည်းကျူသူယောဂမျိုးစတ်တစ္စည်းကျူသူယောဂကျွန်တော်တို့လိုအပူပိုင်းဒေသတွေအရှတ်တိုက်တွေမှာတိတ်အဖြစ်မများဘူးသူတို့အထူးဖြင့်ဆိုရင်ကျွန်တော် A ဘိုင်းဇုံတွေဖြစ်တဲ့ကျွန်တော်တို့အာစကန်ဒီနေးဗီးယားလို့ခေါ်တဲ့အဲယူရိုပရဲ့နော်ဥရောပရဲ့နိုင်ငံတွေမှာဖြစ်တာများတယ်အဲ့တော့ အဲ့ဒါတော့အမှတို့ချီမှာတော့မှဒါ10ရာခိုင်နှုန်းဆက်ရာ25ရာခိုင်နှုန်းတော့ပဲဖြစ်တယ်။အများကြီးကတော့အမျိုးသားနှစ်စီးကျူသူကျူယောဂါပဲဖြစ်တယ်။အဲ့တော့အဲ့ဒီအမျိုးသားနှစ်စီးကျူသူကျူယောဂါမှာဆရာပြောတဲ့ BCG တုံးလို့ရတယ်မရဘူးဆိုတာလည်းကျွန်တော်သိချမသိသေးဘူး။သူတို့မျိုးစနစ်စီကျူသူကျူမှာတုံးကြည့်တော့လေတချို့လာလာကောင်းတယ်လို့ပြောတယ်သူတို့ကညာတိချာတိကျသူ့ညာလောက်ထားတာမရှိသေးဘူးအဲ့တော့လူလူကိုကျွန်တော်စီကျူသူကျူရက်ကပျောက်စီကွက်ပြီးဆိုပြီးတော့ နော်ဒါကသတင်းလေးအတိုင်းစားပေါ့သတင်းပိုက်စားလေးတခုအဲ့လိုရေးတဲ့ဟာလူလူကအာမြုံလင်းမြုံလင်းကြီးနေပေါ့အဲ့ဒါဟုတ်လားဟုတ်လားလို့မေးနေတော့ကျွန်တော်ကအဲအကြောင်းအခုဒီကျွန်တော်တေဝန်ဖြေချခြင်းဖြစ်ပါတယ်လို့နော်ဆိုတော့မြူဇာနေစီကျူတူယောဂမှာဒီစီကိုတေချာတိကျဆန့်တတ်ထားတာမရှိသေးဘူးအဲ့တော့ဒီစီကြောင့်စီကျူတူယောဂပြောက်တဲ့စီတွေ့တယ်ဆိုတာမဟုတ်သေးပါဘူးပေါ့အမျိုးစားတစ်စီကျူတူယောဂမှာတော့ဒီစီအစမ်းကြည့်တဲ့အခါကျတော့အလားလာကောင်းနေတယ်လို့တွေ့တယ်အဲ့အကြောင်းမို့တကယ် အဲရေအတုံးကြလားမကြဘူးလားဆိုတဲ့ဟာကိုကျွန်တော်လူနာတွေမှာစမ်းသက်ဆဲကြတာရှိတယ်။အဲလူနာတွေကနေပြီးတော့နောက်နှစ်နှစ်ကြာတော့မှအဖြစ်ထွက်လာတဲ့အခါကျတော့မှအတုံးကြတယ်၊သုံးလို့ရတယ်ဆိုတာဓမ္မမွေနဲ့သုံးလို့မရဘူးသုံးလို့ရတယ်ဆိုတာအဲ့ကြမှာတိကျတိကျတိမှဒီဆင့်မှာတော့အာကျွန်တော်စီးကျူတွေ့ရောကပျောက်တဲ့စီတွေ့ပြီးဆိုတာအာကြီးညာတာနည်းနည်းစောသေးတယ်ကျွန်တော်တရင်ကနည်းနည်းအထုတ်ပြန်တာစောသေးတယ်ဆိုကျွန်တော်အနေနဲ့အဲ့လိုပဲပြောချင်ပါတယ်။လောရတဲ့တော့စီးကျူတွေ့ရောက kau tak siwa sera. di bawah.